လူတိုင်းရခန်းနေရနေကလေးတရားကိုတောင်းလိုက်မိတဲ့အခါမှာတော့ဒီလမယားကမြို့ပြင်ကအိမ်သက်စီပြောင်းလာပြီးတော့ပစ္စည်းတွေရှင်းနေတော့မှအမျိုးသားဖြစ်တဲ့မတ်ကထူထူဆန်းဆန်းတော်တဆောင်းကိုတွေ့ပါတယ်။တိတ်မကြခင်မှာပဲနေရန်ဆက်ကူနောက်ကတကားကိုမြင်တော့ခုနအတော်နဲ့ဖွင့်လိုက်တယ်။အဲဒီခန်းထဲဝင်သွားတော့မီးတွေမိတုံမိတုံဖြစ်လာမလားလို့မီးပြင်စရာကိုလှမ်းခေါ်တယ်။မနက်မှာပဲပြင်စရာရောက်လာလို့မြေရောက်ချက်ကမီးကျိုးတွေကိုတွားကြည့်ကြတယ်။ ဒါပေမဲ့မီးကျိုးတွေဟာအတော်လေးနှစ်ကြာနေတဲ့ပုံစံပေါက်နေလို့ပြင်ဆင်ရလဲလက်လျှော့လိုက်ပါပြီ။ပြန်ကန်ပြီးကြတော့အရင်အိမ်ပိုင်ရှင်တွေကအသက်ခံလိုက်ရတယ်ဆိုတာပြောပြသွားတယ်။ညမှာပဲမက်ကာဆိန်ဝင်တစားနဲ့အင်တာနက်ကနေရှာကြည့်လိုက်တော့အရင်ပိုင်ရှင်လက်များဟာအိမ်ထဲမှာရရဆက်ဆက်အသက်ခံကြရမှန်းသိရပြီ။လူသက်သမားအမျိုးသားကိုမိပေမဲ့အဲ့ဒီအမျိုးသားရဲ့ကိုယ်ရေးအချက်အလက်တိတိကျကျကိုရဲရီတာမှရှာမတွေ့ဘူးလို့ဖော်ပြထားပါတယ်။ ။တညမှာမက်ကတော့ခွင်ခဲ့တဲ့အခါမှာအရက်ထိုင်တောက်တယ်။အရက်ပလင်းကုံတော့နောက်ထပ်တပလင်းထပ်ပြီးတော့တောက်ချန်သေးတယ်လို့တရားထဲယူမိသွားတယ်။ချက်စင်းဆိုသလိုပဲအခန်းထဲကမိတချက်နှိပ်သွားပြီးတော့ပြန်လဲလာတဲ့အချိန်မှာအရက်တပလင်းရှိနေတာကိုမြင်သွားပြီးအရာကြောင့်ဒီခန်းဟာလူတိုင်းရအခန်းစွာတည်သွားပြီးသူမိမကိတ်ကိုပါပြောပြလိုက်တယ်။အရိယာစားလို့သူတို့လင်မြက်ဟာအခန်းကနေသူတို့လိုချင်တဲ့ဇိမ်ခံပစ္စည်းတွေပတ်စံတွေတောင်းပြီးတော့ကျော်ပါနေကြတော့ပုံ။တရံကြတော့ကိတ်ဟာကလေးမရနိုင်တာကြောင့်လောဘတက်ပြီးတက်ရှိကလေးတယောက်ကိုတောင်းလိုက်မိတယ်။ မတ်တင်ကပြန်လာလို့ကလေးကိုမြင်တော့လန့်သွားပြီးချက်ချင်းခန်းမှာပြန်ထားဖို့ပြောလိုက်တယ်။ကလေးချီပြီးခန်းကိုသွားကြပြီမဲ့ကလေးကငိုလာတာကြောင့်မလဲမလို့ရတော့ပဲနဲ့မွေးထားဖို့အတွက်ဆုံးဖြတ်လိုက်တယ်။ကလေးအတွက်လိုရာတွေကိုလည်းအခန်းကနေပဲတောင်းကြတယ်။တရံကြတော့မတ်ကကလေးကိုကြည့်ပြီးအရင်ပိုင်းရှယ်လင်မယားကိုတတ်သွားတဲ့အမျိုးသားအကြောင်းစဉ်းစားမိလာတယ်။အဲ့ဒီအမျိုးသားကကျွန်းဖြစ်ပြီးသူဟာစိတ်ကျမ်းမာရေးဈေးရုံမှာနေနေတာနဲ့တော်ကြနေပါပြီ။ရဲတွေမေးထားတဲ့မိကုံးမလေးအခန်းကသူ့ကိုလူတက်ရအောင်လုပ်စီရလို့ဖော်ပြထားတယ်။ မလဲမနက်မှာပဲအခန်းထဲရတောင်းထားတဲ့ပတ်စံတချို့ကိုယူဂျုံရှိတဲ့စိတ်ကြမ်းမာရေးစေယုံကိုထွက်လာပြီးဂျုံကသတင်းတောက်တွေနဲ့ပဲအတွေ့ခံနေဆိုလို့သူ့ကိုယ်သူသတင်းတောက်လို့ဝင်လိုက်တယ်ဂျုံကိုတွေ့တော့ဘာလို့ပိုင်ရှင်လင်မယားကိုတက်ရတယ်လဲဆိုတာမေးကြည့်ရင်အိန္ဒိယနေထွက်ရဖို့ဒီတနည်းပဲရှိရလို့ဂျုံကပြန်ဖြေတယ်မတ်တယောက်စေယုံကနေပြန်လာပြီးကားစီဝင်ဖြေလိုက်တယ်ပတ်စံရှင်မို့ဘောင်းမီအိမ်နှံလိုက်တော့ပြရီကိုပဲစမ်းမိတယ်အရာကြောင့်လိုတိုင်းရအခန်းကနေရသမျှပစ္စည်းတွေဟာအပြင်ရောက်တာနဲ့ပြက်ွယ်သွားနိုင်မယ်သိလိုက်ရပါပြီ ဒေဇာတိအောင်လို့မကအိမ်ပြန်လာတာနဲ့အခန်းကတောင်းထားတဲ့ပစ္စည်းတချို့နဲ့ပတ်စံတွေကိုပရင်ပေါက်ကနေပြစ်ချကြည့်တယ်။သူထင်ထားသလိုပါပဲပစ္စည်းတွေဟာလောင်ကျွမ်းပြီးတော့ပျောက်ကွယ်ကုန်ပါရဲ့။အဲဒါကြောင့်ကိတ်ကိုလည်းကလေးနဲ့တူအပြင်မထွက်ဖို့တတိပေးလိုက်ပြီ။ဒါပေမဲ့ကိတ်ကမယုံမဲကလေးကိုချီရင်းနဲ့အပြင်ထွက်မိသွားတယ်။အပြင်ရောက်တော့ကလေးကငိုလာပြီးချက်ချင်းပဲ9နှစ်အရွယ်လောက်ကိုကြီးသွားတယ်။ကိတ်ကတော့ကလေးကိုတားရင်လိုပဲချစ်ရှာပြီးရေမိုးချိုတန့်စင်ပေးပေမဲ့မကတော့တခုခုကိုစိတ်ပူနေတာ အဲဒါကြောင့်သူမိမကိုဂျုံအောင်ပြောပြလိုက်တယ်။ဒါပေမဲ့ကိတ်ကတော့စိတ်ထဲမထားပဲကလေးကိုစားရီပါတင်ပေးတယ်။အိမ်ပြန်ပေးမထွက်တာကြောင့်ကလေးကအိမ်ထဲမှာပဲနေရတာပြင်လာပြီးကလေးကအပြင်ပေးထွက်ဖို့ကိတ်ကိုခွင်နှောင်းပေးမယ်ခွင့်ပြုတာကြောင့်ထပြီးတော့တောင်းချမ်းပါတော့တယ်။သူကတစ်ခါတလေကြားတော့လေပရင်ဘောက်ကနေပဲအပြင်ဘက်ကိုငေးကြည့်နေမိတယ်။တခုခုကိုကြိုပြီးတော့စိတ်ပူနေတဲ့မှတ်ကတော့တနက်တက်ကိုယူကြောထဲမှာတနက်ပြင်ကျင်နေတယ်။တရံမှာတော့ကလေးကလူလဲမှာအပြင်ခိုးထားဖို့လုပ်တယ်။ဒါပေမဲ့ကိတ်ကတွေးသွားပြီးတော့ကက်သီးလေးအမိတားလိုက်နိုင်တယ်။ ကလေးကိုစိတ်ပူသွားတဲ့ကိတ်ကသူ့ယောက်ျားကိုပါတိုင်တင်ပြီးတော့ပဒင်းပေါင်းနဲ့တကားတချို့ကိုအပြင်းအနေတက်ပြားရည်နဲ့ပိတ်ပါတော့တယ်။ကလေးကသူ့ကိုဂယုဆိုင်ပေးတဲ့ကိတ်ကိုတယောင်းစင်ရှိနေပြီးမင်းသူ့နဲ့ခက်တန်းတန်းနေတဲ့မက်ကိုတော့ကြောက်နေမိတယ်။ကလေးတဘာဝဆက်ဆက်ဆူဆူနဲ့လိုတိုင်းရအခန်းထဲကိုဝင်ပြီးပြီးမတ်တွေ့သွားတော့အခန်းထဲရထွက်သွားဖို့ကလေးကိုအွန်လိုင်းမိတယ်။ကလေးလည်းကြောက်ကြောက်နဲ့ထွက်သွားတော့ခေကံကလေးပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့သူ့ယောက်ျားကိုပြောတော့တယ်။ကလေးကတိတ်မကြခင်မှာပဲလိုတိုင်းရအခန်းကြောင်တည်သွားတော့တယ်။ အပြင်ထွက်ချင်နေတဲ့ကလေးကဒီဘက်ကဘာနဲ့တူတယ်နောက်ထပ်ပုံစံတူကဘာတစ်ခုကိုတောင်းလိုက်တယ်မတီတော်ဒေါသထွက်သွားပြီးကလေးကိုဆိုတော့ကိတ်နေရင်ဖြစ်ကြတယ်ခဏနေတော့ဖုန်းကလုံးဝင်လာလို့ကလေးကပဲသွားခိုင်းလိုက်တယ်ဖုန်းဆက်လာတဲ့သူကဂျွန်ဖြစ်ပြီးမက်ကဖုန်းပြန်ယူလိုက်တယ်ကျွန်ကအရင်အင်ရှင်လေးများဟာသူ့ကိုလူတိုင်းရခံရတောင်းခဲ့ရဖြစ်ပြီးအပြင်ထွင်ရင်ချက်ချင်းအသက်ကြီးလာရင်လည်းထိတ်သွားနိုင်တယ်ဆိုတာပြောပြရတယ်။ ဒါပေမဲ့သူ့ကိုခေါ်ထုတ်ခဲ့တဲ့မင်းမယားကိုတားလိုက်တာကြောင့်သူဟာအပြင်လောကမှာလေအခုထိပုံမှန်လူလိုအသက်ရှင်နိုင်သေးတယ်ဆိုတာဆက်ပြီးတော့ရှင်းပြတော့တယ်အဲဒါကြောင့်သူတို့ကလေးကလေသူ့ကိုခေါ်ထုတ်ခဲ့တဲ့ကိတ်ကိုပြန်တက်မယ်ဆိုပြီးတရေပေးသွားတယ်။ခြေချတော်ကိတ်ကလေအဲ့ဒါကိုတခြားဖုန်းတိုင်းကနေတစဲနားထောင်နေအကောင်ကြားသွားခဲ့တယ်။ကိတ်လည်းအယံလန့်သွားပြီးအိမ်ကနေထွက်သွားတယ်။ကလေးကကိတ်ကိုမတွေ့တော့ဘယ်မှလဲဆိုပြီးမက်ကိုဒေါသတကြီးနဲ့မေးလိုက်မိတယ်။မက်ကလည်းစိတ်တူသွားတော့ကလေးဟာလူစစ်စစ်မဟုတ်ဘဲနဲ့ပုံရိပ်ရောင်လို့ပြန်ပြောပြလိုက်တယ်။ ကလေးကအယမ်းလန်သွားတာကြောင့်မလဲပြောမိတာကိုစိတ်မကောင်းဖြစ်သွားတယ်။အဲဒါကြောင့်ကလေးကိုသူမိမလှုပ်ပေးနေကြတိုင်းအိယာဝယ်ပုံမြင်ပြောပြပေးရင်းနဲ့ဘေးမှာပဲအတူတူအိပ်ပျော်သွားတယ်။ကိတ်ပြန်လာတော့သူ့ယောက်ျားနဲ့ကလေးလေးအတူတူအိပ်ပျော်နေတာမျိုးလို့ဝမ်းသာသွားတယ်။ကိတ်ကကလေးကိုရှိန်းဆိုပြီးတော့နာမည်လေးပေးထားပြီးပါပြီ။ဒါပေမဲ့မနက်ကိုရောက်တော့အင်ရှေတကားပွင့်နေတာမြင်လိုက်ရပြီးလူပြိုဖြစ်နေတဲ့ရှိန်းကိုတွေ့လိုက်ရပါတယ်။ပြီးတော့ရှိန်းကမက်ကိုတိုက်ခိုက်လိုက်လို့မက်ကလည်းတတိလဲသွားသလိုကိတ်လည်းပြုတ်ကြပြီးတော့မှေ့လဲသွားတယ်။ကိတ်ပြန်တတိရလာတော့သူ့ယောက်ျားမက်ကိုပဲတွေ့ရတယ်။ ကိတ်ကရှိန်ဘယ်မှာလဲဆိုတာမေးလိုက်တယ်။မတ်ကရှိန်ကိုအိမ်ပြန်ထုတ်လိုက်တာကြောင့်သူအားလောင်ကျွမ်းပြီးတည်ဆုံသွားတယ်လို့ပြောပြလာတယ်။ကိတ်လည်းရှိန်မရှိတော့ဘူးဆိုတာသိရတော့တော်တော်လေးကိုဝမ်းနေသွားတယ်။ဒါပေမဲ့သူမမသိလိုက်တာကသူနဲ့အတူတူရှိနေတဲ့သူကသူ့ယောက်ျားမတ်အချင်းမဟုတ်ပဲနဲ့လူတိုင်းရအခန်းကောင်းမှုနဲ့မတ်အဖြစ်နဲ့ဟန်ဆောင်ထားတဲ့ရှိန်ဆိုတာပါပဲ။အခုရောက်နေရတာကလေရှိန်ဖန်တီးထားတဲ့လူတိုင်းရအခန်းကနောက်ထပ်ပုံစံတူကမ္ဘာတစ်ခုထဲမှာဖြစ်ပါတယ်။ ခဏနေတော့မကသတိမရကနေနုံးလာပြီးရှိန်သူမိမကိုလိုတရအခန်းထဲကပုံစံတူကမာစီ ခေါ်သွားမှန်းသိလိုက်ရပြီလိုတရအခန်းတကားကလည်းပိတ်ထားတာကြောင့်မကနေရန်ကို ဖောက်ပြီးတော့ရအောင်ဝင်လာတယ်တပတ်မှလည်းသူယောက်ျားပြောဆိုနေပုံကထူးဆန်းနေလို့ကိတ်လဲရှိန်ဆိုတာရင်းမိသွားပါပြီမကလည်းကိတ်တုံးစီရောက်လာပြီးမန်းနေရောက်ဖြစ်နေလို့ကိတ်တယောက်အတူအဆက်ဖွေရပါတော့တယ်ဒါပေမဲ့ စကားပြောဆိုပုံကိုကြည့်ပြီးတော့မဟန်ဆောင်ထားတဲ့ရှင်းကိုခလီကားဘွားတော်ချလိုက်ပါတယ်။နောက်တော့လင်မယားနဲ့အောင်အင်ပြန်ထွက်ဖို့လုပ်ပြီးမြထပောက်ကိုမတွေ့ဘဲနဲ့တဏျာကိုပဲပြင်ရောင်းလာပြီ။မတ်တိုလည်းအဲရီလိုတိုင်းရခန်းထဲကိုပဲသူတို့ကိုဝါးတွေကိုတောင်းလိုက်တယ်။ရှင်းကကိုဝါးတွေမှမသိဘဲနဲ့ဓာတ်နဲ့ထိုးတယ်။ကိုဝါးတွေနဲ့အလုံရှုံနေတဲ့အချိန်မတ်တုလင်မယားကအပြင်ကိုရောက်သွားပြီးကဘာစစ်ကိုပြန်ပြေးလာတယ်။ရှိန်နဲ့အရှိန်နဲ့လိုက်လာတဲ့အချိန်မတ်တူကအိမ်တကမာကြီးကိုဖွင့်လိုက်တယ်။အဲဒီလုံနဲ့ရှိန်အပြင်ကိုရောက်တော့အထင်းရနေတကားပိတ်ချလိုက်တယ်။ ရှင်ရချက်ချင်းမဲ့အသက်အရွယ်ကြီးရင်လာပြီးတကားဖွင့်ပေးဖို့ဟိုလိုတောင်းပန်တော့တယ်။ကိန်းလဲရှင်းကိုတယောစင်ရှိပေမဲ့တကားမဖွင့်သေးပဲနဲ့စိတ်မိတ်ပြီးတော့နေလိုက်တယ်။ခဏကြာမှပဲရှင်းဟာတတော်အသက်ကြီးလုံးလုံးလမ်းတော်မရှောင်နိုင်တော့တဲ့ရေကိုရောက်သွားပြီးဒီကိုလုံးလောင်ကျွေးရင်းနဲ့ပြားဖြစ်ကိုပြောင်းလဲသွားတော့တယ်။အဲလိုနဲ့တလားကြတော့အမတို့ကတခြားနေရာမှာပြောင်းပြီးတော့နေနေပါပြီ။အရေးချိန်မှာပဲကိန်းဟာသူမကိုဝင်ရှိနေကြောင်းသိနိုင်ရပါတယ်။ဒါပေမဲ့ရှိမသေးခင်ကသူ့ယောက်ျားပြန်ဟန်ဆောင်ထားလို့အတူတူအိတ်ခဲမိတဲ့စူရာရီကိုသတိရမိသွားပါတယ်။ ကဲအတွေးများပြီးအံ့ဩနေတဲ့အချိန်မှာပဲအခန်းထဲကမိတွေလည်းမိတ်တုံမိတ်တို့ဖြစ်လာပါတော့တယ်။ဒီနေ့ထုံးလင်းပေးခဲ့တဲ့ recap အကြောင်းအရာလေးကိုကြားနေသင်းလိုက်မယ်လို့မျှော်လင့်မိပါတယ်။အသေးသေးသော recap တွေနဲ့ပြန်လာခဲ့ပါအောင် like and share subscribe follow လေးနဲ့ပြီးတော့အားပေးသွားကြပါအောင်နော်။နောက်တစ်ခါမှပြန်လည်ဆုံတွေ့ကြတာပေါ့။ Bye bye ။